မင်္ဂလာပါဒီဗစ်ဖတ်ချက်ရဲ့ပေါ့ကတ်အစီအစဉ်စတင်တော့မှာဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့အာနာသိဆက်အုပ်စုကရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက်ဆိုရှယ်မီဒီယာပေါင်းစုံကနေရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပုံစံမျိုးစုံနည်းလမ်းမျိုးစုံသုံးပြီးဖြန့်ဝေခဲ့တာကိုဆိုရှယ်မီဒီယာစောင့်ကြည့်လေ့လာစစ်ဆေးချက်စတိုရီအနေနဲ့တင်ဆက်ပေးသွားပါမယ်ဒီဗစ်ဖတ်ချက်ဟာ volunteer data analysis တွေရဲ့အခုအညီနဲ့စစ်အုပ်စုနဲ့စစ်လော်ဘီတွေရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဖြန့်ဝေမှုတွေကို2025ခုနှစ် April လကနေ November လပထမအပတ်ထိစောင့်ကြည့်စစ်ဆေးခဲ့ပါတယ်။စောင့်ကြည့်ခဲ့တဲ့ Telegram channel 9ခုကိုရွေးကောက်ပွဲနဲ့ဆက်ဆက်တဲ့ keyword တွေကိုအခြေခံပြီးစစ်ဆေးစုဆောင်းခဲ့ရမှာကြော်စွာ channel ဟာရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဖြန့်ဝေမှုအများဆုံး channel တစ်ခုဖြစ်နေပြီးခုနလအတွင်းမှာကို post ပေါင်း 269ခုအထိဖြန့်ဝေခဲ့တာပါဒုတိယအများဆုံးက post ပေါင်း245ခုနဲ့မြန်မာ hard talk တတိယအများဆုံးက post ပေါင်း232ခုနဲ့ရွှေနေကြတော့ဖြစ်ပြီးဖြန့်ဝေမှုအားလုံးဟာ post စုစုပေါင်း1218ခုအထိရှိနေခဲ့တာပဲဖြစ်ပါတယ်ဒါ့အပြင်ဒီဖြန့်ဝေနေတဲ့ channel တွေကို subscribe လုပ်ထားသူတွေလည်းအများပြားရှိနေပါတယ်ဒါကြောင့်ဒီ Telegram channel တွေရဲ့ subscriber အရေအတွက်ကိုကြည့်မယ်ဆိုရင် သူတို့ရဲ့ဖြန့်ဝေမှုတွေဟာပြန့်နှံ့မှုလည်းများတာထင်ရှားနေပါတယ်။ဒါပြင်ဖြန့်ဝေမှုတွေဟာလည်း Telegram Channel တစ်ခုတည်းကိုဥတီပြီးဖြန့်ဝေနေတာမဟုတ်ဘဲ TikTok, YouTube နဲ့ Facebook မှာလည်းဖြန့်ဝေနေတာပဲဖြစ်ပါတယ်။ကြော်စွာ Telegram Channel ဟာဆိုရင် TikTok နဲ့ YouTube အကောင့်တွေလည်းရှိနေပြီးမှိုင်းဝေ Telegram Channel ကလည်း Facebook အကောင့်ဖွင့်ထားတာကနိုင်စင်လိုလိုဝါရဖြန့်ပြောကြားနေတာပဲဖြစ်ပါတယ်။စောစောအနေနဲ့ရွေးကောက်ပွဲကျင်းပမဲ့လကိုတိတိကျကျမထုတ်ပြန်ခင်ကတည်းက စစ်လော်ဘီတွေကရွေးကောက်ပွဲပြုလုပ်နိုင်ဖို့အတွက်ပလက်ဖောင်းမျိုးစုံတုံးပြီးလှုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်။ဒီဖြစ်စဉ်တွေကိုကြည့်မယ်ဆိုရင်စစ်အုပ်စုလော်ဘီတွေဟာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြည်သူ့သဘောထားကိုလွှမ်းမိုးနိုင်ဖို့အတွက်ဝါဒဖြန့်ချိမှုအမျိုးမျိုးကို channel ပေါင်းစုံ social media platform မျိုးစုံတုံးပြီးဝါဒဖြန့်ချိရေးကို social media ဆက်ဆင်ရေးတရက်အနေနဲ့ကြိုးပမ်းနေတာထင်ရှားပါတယ်။ဒါကြောင့်ပြည်သူတွေအနေနဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစစ်အုပ်စုနဲ့ စစ်လော်ဘီတွေရဲ့ဝါရဖြတ်မှုမှိုင်းတဲ့ကြမသွားစေဖို့အထူးသတိထားကြဖို့တိုက်တွန်းလိုက်ရပါတယ်။နေ့အတိုင်းမှာပြန့်နှံ့နေတဲ့သတင်းတွေကိုအမှန်အမှားခွဲခြားနိုင်စေဖို့တိစက်ပေးနေရပါ။အွန်လိုင်းပေါ်ကသတင်းတွေကိုတွေ့တိုင်းချက်ချင်းလက်ခံလိုက်တာမျိုးမလုပ်ဘဲမိမိတို့ကိုယ်တိုင် fact check လုပ်ပြီးမှယုံကြည်ကြပါနော်။မင်္ဂလာရှိတဲ့ညချမ်းအချိန်လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့အင်္ဂါဆုတောင်းပေးလိုက်ပါရရှင်။